သူတို့ဘဝတွေကျမဈေးကပြန်လာစဉ်သတိထားမိသည်မှာကလေးတယောက်ကျမနောက်ကိုပြေးလိုက်လာခြင်းဖြစ်သည်အတော်အတော်ကလေးကဆယ်နှစ်ဝန်းကျင်ခန့်ရှိမီပိန်လုံးသဖြင့်သူ့အသက်ကိုကျမမခန့်မှန်းနိုင်တော့ကျမလည်းအိမ်ရှိကိုရောက်လာပြီဖြစ်သဖြင့် ခြံတကားတော့ကိုဖွင့်ရန်ကရင်ကဘာလဲတာဘာကိစ္စလဲဟုမေးလိုက်မိသည်အတော့ခြံထဲမှာအမိုက်တွေရှင်းဖို့လူမလိုဘူးလားမလိုပါဘူးကွယ်အမိုက်တွေအများကြီးပဲမေးကြည့်တာပါတားကိုပတ်စံမပေးရပါဘူးစားစရာတစ်ခုခုပေးရင်ရပါပြီကျမစိတ်မကောင်းဖြစ်သွားရသည်ခလေးကစာနေပုံပေါ်သည်ကျမကဈေးမဝယ်လာတော့ ကြာစံကြော်လေးတစ်ထုပ်ကိုလက်ထဲကဖြုတ်လိုက်ပြီးရော့သားလေးဒါလေးယူသွားတော့ဟုပေးလိုက်သည်သူကသားမယူသေးဘူးအမိုက်ရှင်ပေးပြီးမှယူမယ်ကျမလည်းခြံတကားကိုဖွင့်လိုက်ပြီးကဲဒါဆိုလဲရှင်းပေါ့ကွယ်ဟုသူ့ကိုခွင့်ပြုလိုက်သည်ကျမခြံထဲတွင်ဂန်းကော်ပင်တနခါးပန်းပင်နှင့်တရက်ပင်တို့ကတိရွက်တွေပြည့်နေသည် ခရီးထွက်တီကပြန်ရောက်တီမှာမကြသေးသဖြင့်ခြံကိုလည်းမရှင်းမီ။ကောင်းလေးကကျမခြံထောက်တွင်ထောင်ထားသောတပြက်စီးနှင့်သေးရွက်တွေကိုလှဲပေးပြီးခြံလေတွင် စုပုံပေးထားသည်။အတော်လာကြည့်ပါအောင်။တာရှင်းထားတာပြောင်းရဲ့လားလို့ဟုပြောလိုက်သည်။ရပါပြီကွယ်ပြောင်းပါတယ်။တာဒီမှာပဲစားသွားနော်။အတော်ပကံနဲ့ထည့်လိုက်မယ်။ရတယ်။တာအထုတ်လိုက်ပဲယူသွားတော့မယ်။ ตาสาနေပြီမဟုတ်လားตาစားဖို့မဟုတ်ဘူးဘယ်သူစားဖို့လဲตาအမေစားဖို့ပါဆရာဝန်ကအမေကိုအစာတခုခုကျွေးပြီးမှစီးတက်ရမယ်ဆိုလို့ဟမ်ตาအမေကဘာဖြစ်လို့လဲအမေနေမကောင်းနေတာကြာပြီตาအဖေကရောခလေးကဘာမှပြန်မပြောကျမလည်းထပ်မမေးမိတော့ကျမကအိမ်ထဲပြန်ဝင်ပြီး 9000နဲ့တရွက်သွားယူလိုက်ခါတာဒီမှာပတ်စံ9000လဲယူသွားကြာစံကျော်နှထုတ်ယူသွားတားမီကိုလဲကြွေတားလဲစာဟုတ်ပြီလားပတ်စံကတားအမေစည်းဝယ်ဖို့လိုရင်တုံးတော့ခလေးကကျမလက်ထဲမှာပတ်စံနဲ့ကြာစံကျော်နှထုတ်ကိုယူပြီးတားပြန်တော့မယ်နော်အမေစောင့်နေလိမ့်မယ်ဟုပြောလိုက်သည်အေးပါကွယ်ကောင်းကောင်းသွားခလေးက ခြံထဲမှပြေးထွက်သွားသည်ကိုကျမကြည်နူးစွာကြည်နေမိသည်မမျော်လင့်သောအလိုလေးတစ်ခုလှုပ်လိုက်မိသည့်အတွက်လည်းပျော်နေမိသည်ကျမသားအတွက်ပါဝယ်လာသောကြာစံကြော်လေးကိုပါပေးလိုက်ရသည့်အတွက်သူနိုးလာရင် စားဖို့တစ်ခုခုလိုရပေုံမည်ဒါကမှနိုးလာရင် အသင့်စားရင်ပြင်ဆင်ကျွေးမဲ့သူရှိသည်ဟိုကလေးလေးကတော့သူ့အမိအတွက် သူယုံကံနေရရှာသည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။